ဂျာမနီ U21 တိုက်စစ်မှုကိုချက်စီးနဲ့ပြိုင်ရီယက်ကမှစိတ်ဝင်စားလာဘလုံးကျက်သူများအတွက်ကျမတို့ရဲ့ 1million channel တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဥရောပရဲ့အင်အားကြီးကလပ်တွေဖြစ်တဲ့ Real Madrid နဲ့ချက်စီးအသင်းတို့ကစတုဂတ်အသင်းရဲ့အယက်မြင့်မြင့်တိုက်စစ်မှု Nick Wall team ကိုခေါ်ယူဖို့အတွက်အပြိုင်စိတ်ဝင်စားနေကြပါတယ်။အသက်23နှစ်အရွယ်ရှိတဲ့ Wall team ကလက်ရှိကျင်းပနေတဲ့ဥရောပ U21 Championship ပြိုင်ပွဲမှာဂျာမနီတင်တဲ့အတူခြေစွမ်းအကောင်းဆုံးပြသနေပြီးပြိုင်ပွဲတက်လျှောက်တွင်းကို6ကိုအထိသွင်းယူထားပါတယ်။ အထူးသဖြင့်ဆလိုဗေးနီးယားကို3-0နဲ့နိုင်ရခဲ့တဲ့ပွဲမှာဟက်ထရစ်ညသွင်းယူနိုင်ခဲ့တာကြောင့်ဥရောပထိပ်တန်းကလပ်တွေရဲ့အာယုံဆိုင်မှုကိုရုတ်တရက်ရရှိလာခဲ့တာပါကလသင်းဖြစ်တဲ့စတုဂတ်မှာလည်းပြီးခဲ့တဲ့ဘိုနပ်စ်လီဂါရာသီမှာပြန်ပွဲအရရ28ပွဲပါဝင်ကစားခဲ့ပြီး72ဂိုးထိသွင်းယူကခြေစွမ်းပြသထားပါရယ်။ဝေါ်တီမဲရဲ့အထူးခြားဆုံးအရေးသွေးတွေကတခုကတော့သူ့ရဲ့အရမောင်းမှာအရ6ပေ6လက်မထိရှိတာကြောင့်သူ့ကိုအရမျက်နဲ့တိုက်စစ်မှုလို့တင်စားခေါ်ဝေါ်ကြပါရယ်။ ဒီလိုမျိုးထူးခြားတဲ့အရက်မောင်းနဲ့ဂိုးသွင်းဆိုင်ရဲ့ကြောင့်ရီယက်နဲ့ချက်စီတို့ပြင်ဘိုင်ယန်မြူနစ်ကပါသူ့ကိုစောင့်ကြည့်နေပါဗျ။ဝေါ်တီမဲကစတုဂတ်တင်ကိုရောက်ရှိလာတာတရားသီပန်းရှိသေးပြီးအရင်ကဝါတာပရီမဲအသင်းမှာ၄နှစ်ကြာကစားခဲ့ပါဗျ။ပရီမဲမှာရှိချိန်ကတော့အသင်းကြီးအတွက်စီနီယာတွင်းကို၂ကိုးသာသူယူနိုင်ခဲ့ပြီးခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပါဗျ။ဝေါ်တီမဲရဲ့ဂျာမနီယူ21အသင်းကဥရောပယူ21ချန်ပီယံရှစ်ဘောလုံးပွဲဖြစ်အင်္ဂလန်ယူ21အသင်းနဲ့ရှင်ပိုင်ကစားသွားမှာဖြစ်ပါဗျ။ အင်္ဂလန်သင်းကဆီမီဖိုင်နယ်မှာနယ်သာလန်ကိုအနိုင်ယူပြီးဖိုင်နယ်စီကိုတက်ရောက်လာခဲ့တာပါဒီဖိုင်နယ်ပွဲကဝေါ်တီမိတ်အတွက်သူ့ရဲ့တံမိုးကိုထပ်မံပြီးတော့တတ်သိပြနိုင်မဲ့အခွင့်အရေးတစ်ခုလည်းဖြစ်လာအောင်ပါ